ကြောက်ဖြူမြို့နယ်ကငဖဲတောင်ကြီးရွာအနီးမှာစစ်ကောင်စီနဲ့အရခတ်တတော် AA တို့နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့သိရပါတယ်။ကြောက်ဖြူမြို့နယ်ဂုံးရှိန်တိုင်းနယ်ကအမှတ်32ရေးတပ်ရင်းကနေစစ်ကြောင်းထိုးလာတဲ့အင်အား100ကျော်ပါတဲ့စစ်ကြောင်းနဲ့ AA တို့တပ်ဖွဲ့ဝင်တွေအကြားနံဖဲတောင်ကြီးရွာအနီးနားမှာမတ်လ19ရက်နေ့ညအချိန်ကစပြီးမတ်လ20ရက်နေ့နေ့လယ်အထိတိုက်ပွဲတွေဖြစ်ပွားခဲ့တာဖြစ်တယ်လို့ကြောက်ဖြူဒေသခံစီရေးတရင်ရင်းမြစ်တွေကနှရင်းစရာကိုပြောပါရယ် စစ်ကောင်စီစစ်ကြောင်းထိုးလာတဲ့အချိန်မှာနန်းဖေးတောင်ကြီးဝအနေအနာအယောက်အေအေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးစစ်ကောင်စီဘက်က အကြအဆုံးတွေများတယ်လို့လည်းသူကဆက်ပြောပါရယ်အလားတူကြောက်ဖြူမျိုးနယ်ကစစ်ကောင်စီရဲ့အကြီးဆုံးရေတပ်ဌာနချုပ်ဖြစ်တဲ့တညဝတီရေတပ်ဌာနချုပ်အနေကစီမော်ကြီးဝအနေနာမှာလည်းအေအေနဲ့စစ်ကောင်စီတို့တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့သိရပါရယ်ကြောက်ဖြူမျိုးနယ်အတွင်းဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်ကတရုတ်အကူအညီနဲ့အေအေကိုဒရုန်းတွေပစ်ကူပေးနေတယ်လို့လဲစီရေးသတင်းရင်းမြစ်တွေကပြောကြပါဗျ။